ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ MNL League 2025ရဲ့ semi final အထိရောက်ရှိသွားပြီဖြစ်တဲ့ AR United အသင်းရဲ့နီးပြချုပ်ဦးချနိုင်နဲ့တွေ့ဆုံပြီးတော့မင်းမြန်သားမှာပဲဖြစ်ပါရဲ့ရှင်မင်္ဂလာပါဆရာမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ဆရာဆရာဒါ AR United အသင်းကိုဒါပွဲကတ်တဲ့အချိန်ကြမှာနီးပြချုပ်တယောက်အနေနဲ့ပြောင်းလာပြီးတော့တာဝန်ယူခဲ့တဲ့အချိန်မှာဘယ်လိုမျိုးပြောင်းလဲမှုတွေလုပ်ခဲ့ရလဲဆိုတာပြပြပေးပါဟုတ်ကဲ့အသင်းတစ်ခုပေါ့နော်ကျွန်တော်ဒီရောက်လာတဲ့အခါမှာကြတော့ ပထမဦးဆုံးကျွန်တော်စလုပ်တာတော့ကျွန်တော်ဘဝမှာညီပြလုပ်တဲ့အစီကံပေါ့ဟုတ်ကဲ့စီကံကိုကျွန်တော်အခြေခံပြီးတော့အသိကိုတိဆောက်တယ်အဲ့ဒီကနေမှလိုအပ်တဲ့ပေါ့နော်ဟိုကဘောလုံးကန်တာနဲ့ဘောလုံးကစားတာတော်တော်များများဘောလုံးကန်နေကြတာကျွန်တော်ဘောလုံးကစားတတ်အောင်သင်ပေးတယ်ဟုတ်ကဲ့အဲ့ဒီတွေ့စာရီလက်တွေ့တွေရတဲ့အချိန်မှာကျွန်တော်ဒီနှစ်လတာကာလလေးနဲ့သူတို့ကိုအမြန်ပေါ့နော်ဟုတ်နားလေသဘောပေါ့စာရီလက်တွေ့တွေသင်ပေးရတဲ့အတွက် ပင်ပန်းတယ်ဘောလုံးမိုက်လေအဲတင်းယူစီခြေစိတ်တွေရှိလာတဲ့တော့ဘောနော် ကျူးစားကြတဲ့အတွက်အတင်းကစီလုံးညီဆိုတဲ့အတင်းလေးပေါ့ဖြစ်လာတော့ဒီတွေ့ပြရမှာပါအာဒါဆရာအရင်တော့ပြောခဲ့ဘူးရယ်ပေါ့နော်အတင်းတင်းဒါပုံစံကောင်းတစ်ခုဖြစ်ဖို့အတွက်ဆိုလို့ရှိရင်အချိန်နှစ်နှစ်လောက်ယူရတယ်ပေါ့နော်ဆိုတော့အခုဒါ AR United အတင်းပုံစံကောင်းတစ်ခုဖြစ်လာခဲ့တာဘာကြောင့်မို့လဲဆရာသူတို့မှအရင်က quality player တွေရှိတယ်ဟုတ်နော်အဲ discipline မကောင်းတာပဲရှိတာနော်အဲ့အတွက် ဟိုဘယ်လိုခေါ်မလဲဟုတ်ပြီ quality player လည်းရှိတယ် discipline လည်းကောင်းမယ်ဆိုရင်တော့နီးပြကြုတ်တယောက်ကအချက်၅ချက်ရှိတယ်အဲ့ချက်၅ချက်ကိုတက်မှလည်းလုပ်လို့ရမှာနော်အဲ့တော့ twenty session ဒီမှာမှိုင်းလည်းမရပြအောင်အဲ့ဒါကြောင့်ဟိုဘယ်လိုခေါ်မလဲခဏဒါလေးအတွင်းမှာဒီ total ရတာဆိုတာသူတို့ရဲ့အအောင်စိုက်မှုအခုရဲ့ training plan ကိုလည်းအခုချပြတယ်ဟိုဥပမာပေါ့ရောက်တဲ့အသေးလိုက်အပြင်ရောက်တဲ့ပေါ့ မင်းတို့ပြေးနေရပါယူရဲ့သူတို့ကတော့ဒီစကားပဲတုံးတာအခုလာလို့ရှင်ပေါ့ဟုတ်ဒါပေမဲ့ physical ဆိုတာတုံးမျိုးရှိတယ်နော်အဲ့တော့ခန္ဓာရဲ့ရှိဖို့ရဲ့တက်လို့ကောင်းဖို့ရဲ့လင်းမြန်ဖို့ရဲ့အဲ့တော့သူ့ရဲ့နဲ့သူဘလို့အထိုင်ကြကြတွားမယ်ဆိုတာအခုကနိုင်ငံကြီးပြည်ဆိုင်နဲ့တွဲခဲ့တဲ့အခါကျတော့ကောင်းကောင်းပြီးတယ်ဟုတ်ကဲ့ဗျာနော်နော်ဖင်ဒကူတက်တယ်ဖင်ဒကူတက်တိုင်းလဲတက်တာမဟုတ်ဘူးဘာဖြစ်လို့လဲအရင်တော့ ီကနေမှဒေါက်တာညာလေးစီမော်နော်ဒီအကိုလိုလောတော့ဟိုဘုံမပေါ်တော့ तू ကတော့ဒီမှာဆရာဝန်ဒီနေပေါ့နော်နောက်တော့ဒူးဝင်ကြီးဖြစ်သွားတယ် तू ပြောခဲ့တယ်ကိုချင်းနိုင်လို့တဲ့ဟိုဘလိုခေါ်မလဲတော်တော်ကြွားကျင်တယ်ပေါ့ဒီ physical ဆိုတဲ့ခေါင်းတွေဟောတော့တွားတယ်ကျမအင်္ဂလန်မှာနှစ်နှစ်လောက်ခဲ့မှာရိုးလေးပဲအောင်တော့အခုတဲ့ဒီကိုချင်းနိုင်ကျော်တော့အရန်တက်လွားတော့ပေါ့အဲ့တော့ ဘာကိုညှဉ်းညွှန်းကြတာလဲဆိုတော့တကယ်ထိထိရောက်မတက်ပါဘူးဟုတ်ပလားဒီသူတို့ကလည်းလာတင်တဲ့ဒီ physical coach တွေကလည်းသူတို့ကဟိုဘယ်လိုကောင်းမလဲအပြင်ပိုင်းတော့ပဲတင်သွားတာနည်း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 လိုက်စားဖို့ကြတော့ international ကြတော့အခုတော့နည်းနည်းလလောင်းဝေးတယ်ဟုတ်ကဲ့အဲ့ဒါကြောင့်ကိုတက်ထားတဲ့အရာရဲ့ကိုတိထားရဲ့အရာရဲ့ကိုယ်တိုင်လုတ်ခဲ့တဲ့အရာရဲ့အဲ့တုံးကိုပေါင်းပြီးတော့မှအခုကလေးတွေ physical ဆိုတာတက်ခိုင်ကောင်း တင်ပြီးတဲ့အတွက်ပြိုင်ပွဲတစ်ပွဲကိုခေါင်းကစားနိုင်ဩဟုတ်ကဲ့ဆရာဟုတ်အခုဆိုဒါဆရာဒီမှာရောက်တာလဲ train လဲ train ပြီးသွားပြီဆိုတော့ဒီအတင်းရဲ့တခြားအားရရဲ့အားတာချက်တွေကဘာတွေဖြစ်ပြီးတော့တခြားဆရာအားမရတော့ချက်ပြီးတော့ပြင်ရမယ့်အပိုင်းတွေကရောဘာတွေရှိရဲ့လို့ထင်လဲရှိပါတယ်အများကြီးရှိတယ်ဘာဖြစ်လို့လဲဆိုတော့အခုပေါ့နော်ဒါကတော့မြန်မာပြည်ဘုံလောကမှာဘယ်သူပဲမင်းမင်းအဲရန်ကုန် United တို့ရှမ်း United တို့ဥမာကဟန်တာဘီ United တို့ ဒါတွေကအတင်းကောင်းတွေပေါ့နော်ဟုတ်ကဲ့အခုနောက်ထပ်ထပ်ပေါ်လာတယ်ငွေကြေးတုံးဆွဲမှုရအဲတကုတ်စတာသဘောတူပါဟုတ်အခုအမှန်တမ်းပြောရင်ဟိုတစ်ချိန်လုံးကတော့ဒီအသင်းတွေကိုတော့ချောက်ခဲ့ဘူးပါပေါ့ဘာလို့လဲခစ်ကာလာကငွေကြေးလीဟုတ်ဆရာနော်ခစ်ကြီးကငွေငွေပဲစကားပြောတာအဲ့တော့ဒီငွေကြေးကိုအခုလုတ်ခဲ့တဲ့ ISP တော့ကလေးတွေကိုကတနာတယ်အဲ့တော့သူတို့မှာအခုယုံကြည်အားကိုးတဲ့စိတ်တစ်ခုတည်းနဲ့ သူတို့မှာဒီ training ကိုလုပ်တယ်တည်တည်ကြည်ကြည်ကြိုးစားတယ်အဲ့ဒီအတွက်ဟိုဘယ်လိုကောရင်ထဲမှာတစ်ခါကျတော့ခံစားရတာဗောနော်ဒီပြဆရာတယောက်နေတယ်အဖေတယောက်နေတယ်အခုဒီအတွက်မှာကျတော့တစ်တစ်လျော့ပတ်တဲ့လာတာတွေပြေးထားတယ်ပြေးထားတဲ့အတွက်ဟိုဘယ်လိုကောသူ့နေရာနဲ့သူဆိုပေမဲ့နော်လူအပ်ချက်ရှိသေးတယ်အဲ့ဒါသူရဲ့ position လိုက် player တွေပေါ့ဟုတ်ဒါဒီဥစ္စာအခုတော်တော်များများမဟုတ်သေးဘူး သူတို့လိကျရမှာရခုနပြောပြထားငါညီမလေးမေးတယ်လို့ပဲနှစ်နှစ်လို့အခုပြောတာလေဟုတ်နှစ်နှစ်လို့ပြောအဲ့ sister တခုတော့ကိုအ ਨੇ ဆုံးတူရဒါပေမဲ့သူတို့တွေကတကယ်တော့နားလည်ပြီလားသူတို့အကို100%မရှိဘူးဟုတ်ကြာ100%ရှိတယ်ဆိုရင်အခုရှိုင်းနေရတယ်အခုရှင်းပြိုင်ပပြန်နေလဲသူတွေဘိုးတွေကိုကစားနိုင်အခုတကယ်100%ရတယ်ဟုတ်တော့အခုမနေ့ကလည်းသူတို့လုတ်တယ်ဒါရာခိုင်နှုန်းနဲ့ပြပြတယ် အခုကလေး60ရာခိုင်နှုန်းတော့လုံးထစ်တဲ့အတွက်တို့အသာကြီးရသွားတာအဲ့ဒါဟုတ်ကဲ့ဆရာဖြည့်အောင်မလိုအပ်ချက်တွေရှိသေးတယ်လိုအပ်ချက်တွေကတော့ရှိနေမှာဟုတ်ဆရာအခုဒါ AR United ရဲ့ဒါအုပ်စုပွဲပြိုင်လာတာလေးရှိရယ်ဆိုတော့ဒီဖြတ်တမ်းမှုနဲ့ပတ်သက်ပြီးတော့ဆရာနီးပြချုပ်တယောက်အနေနဲ့ဘယ်လိုမျိုးမြင်လဲပေါ့ဟိုအမှန်တမ်းပြောရင်တော့အခုသတင်းတွေပေါ့နော်ဒီတင်းကိုလုတ်ဖို့အတွက်သတင်းတွေဟိုထောက်လန့်နေပေါ့ပလီယာတွေအကြောင်းလုတ်တယ်နော် ကိုလူချင်းတဲ့ဘုံမိုက်လေအဲခေါ်လာတယ်ပေါ့နော်အဲ့တော့တကယ်လူချင်းတဲ့ဘုံမိုက်ရရှိသေးတယ်ဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်မခေါ်နိုင်သေးဘူးပေါ့ပရမောဟုတ်ပြိုင်တဲ့ပြိုင်ပွဲတော့ဟိုပရမအင်တာဗျူးတော့မှာပါပါလေသူကလူငယ်လူဖွဲ့စည်းမှာသူကဘုံစားကြီးအားပေးတာဟုတ်ဒါဒီတဲ့ဟုတ်เนาะအရန်အားပေးတဲ့ခါကျတော့ခုနပြောလို့ပေါ့ဟိုမတစ်ပတ်တော့ကိုဒီတော့နိုင်ရသားမခေါ်နိုင်ဘူး သူတို့ရန်နိုင်ရသားတွေခေါ်တယ်သဘောတူပြပြအဲ့တော့သူတို့လည်း short တွက်လို့မရဘူးဆိုတာလည်းပြောထားပြီးသားလူငယ်တွေကိုဦးစားပေးတာဒါပေမဲ့အဲ့ပွဲတော့နံပါတ်ပရောလို့မဟုတ်နော်ဒီရန်ကုန်ကအခုတော့အကုန်ကောင်းတယ်ပြိုင်ဘက်ကိုနိုင်ဖို့အတွက်အချက်၅ချက်စလုံးပြည့်စုံတယ်ဒါပေမဲ့အဲ့မှာအခုလက်လက်ရှိတဲ့အတွက်အခုမနိုင်ခဲ့ဘူးတည်ကြသွားတယ်ဟုတ်အထိုးကြီးလည်းကောင်းမယ်ဒုတိယပွဲရန်ကုန် United ဒါတော့အသေးကောင်းပါတော့ အသေးကောင်းကိုပရမဘိုင်းမှာကိုယ့်ရဲ့အာဏာချက်ကိုယ့်ကိုကိုယ်တွင်းမိသွားတယ်ပေါ့ဒါပေဒုတိယပိုင်းမှာအခုလူစားလဲတဲ့အချိန်မှာဒီသူက substitution နဲ့ super set ဆိုတာနှစ်မျိုးရှိတယ်ဟုတ်ကဲ့ဗျာ substitution ကတော့ထည့်ရင်ကမ်းတယ် super set ကတော့အသင်းတို့ကဘယ်လောက်ထောက်ကူပြုမလဲဒီလူမျိုးအခုကကစားသမားကိုရှင်းပြတာလေဟုတ်အဲ့တော့ထည့်လိုက်တဲ့ဘောလုံးသမားတွေက super set ကြီးကောင်းတယ်အဲ့အတွက်ဒုတိယပိုင်းမှာတော့အခုလဲကို ရလူရညာတော့တင်ကစားတာပေါ့လေဒါပေမဲ့ကိုတော့မရခဲ့ဘူးပေါ့10နဲ့တော့ရှုံသွားတယ်ပေါ့ဟုတ်ဒါလည်းသူတို့ဟိုပြစ်မပြောဘူးပေါ့အသိကောင်းတသိန်းဟိုအားတို့ဖွဲ့စည်းလာတာမကြသေးဘူးအားပြီးတဲ့စိတ်တွေနဲ့ကချင်သေးကိုတွေ့တယ်ပေါ့နော်ကချင်သေးကိုတော့ဟိုဒါတော့ဟိုလိတူရဲ့အခုပြောပြီလိဝါရဲ့အခုမတတ်မှောက်ဘူးပြိုင်ဘက်ညီနေပဲအခုကစားတယ်အဲ့ခါကျတော့ဟိုကိုဒီအခုကျတော့ ကို different ပါတယ်လीအဲ့တော့ကိုမြဲမြဲတွေးมาရမယ်ဟုတ်ကဲ့အဲ့တော့ plain စင်းတဲ့ရောင်ကိုကိုတွေးมาဒီကနေမှာတို့ကမဟာအသင်းကို training ပုံစံနဲ့ကစားပြီးမဟာအသင်းကတို့တိုက်ပြရဘောလုံးမရနားလည်အောင်ရှင်းပြအဲ့ခါကျတော့အခုဒီကောင်ခုနကုနဲ့နိုင်ပြီးတော့မဟာအသင်းနဲ့မှာအကောင်းဆုံးဟိုခွန်အားတွေပြန်ရတဲ့အတွက်မဟာအသင်းကိုလည်း1-0နဲ့နိုင်ခဲ့တဲ့အတွက်အခုလို quarter final တက်ခဲ့တယ်ပေါ့နော်ဟုတ်ဒီ quarter final ပွဲမှာတော့လည်းမိုးရေရွာလို့ဆိုပြီးတော့ကွဲခဏနားလိုက်ရတာရှိရပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာဆရာ plan ထားတာတွေကြက်သွားမှာစိတ်ပူကြရတာမျိုးရှိလားမရှိဘူးဟုတ်ဆိုတော့ဟို ISB တွေကအကွာကြုံခဲ့တာလीနော်ကြုံခဲ့တဲ့အခါကျတော့အပွဲရွှေလဲရွှေတဲ့နေရာတပိုင်းတန်တပိုင်းကသဘောလို့ဒါပေမဲ့ဟိုခုနပြောလို့ပေါ့ဒီလိုနေရာမိုးရွာတယ်ပြုတ်တယ်ဆိုရင်တော့ဟို ခဏခဏကြီးဟိုဖြစ်တော့တော့မကောင်းဘူးเนาะမကောင်းဘူးเนาะအဲ့တော့ဒီမှာကိုယ်နိုင်ငံအနေထားရတယ်ဒီပြိုင်ပွဲပြိုင်ပွဲကွင်းကြီးကရှားပါတဲ့အခါကျတော့ဒီလိုဖြစ်တာတော့ခုနပြောလို့ပေါ့မဆန်းတော့ဘူးပေါ့အဲ့အတွက်အကိုနိုင်တဲ့ပြဿနာပြောအကိုရှုံးတဲ့ပြဿနာပြောလက်ကြံဘောတော့နိုင်အောင်ထားမှာပဲဟုတ်ဒါဘောအဲ့လိုတွေးထားတယ်ပေါ့နော်ကျွန်တော်တော့ပေါ့ရှိပါဟုတ်ဆရာဒါရခိုင်နဲ့ပွဲမှာတော့လည်းဒါ၃ခုမြောက်တွင်းပြီးရဲ့အချိန်မှာ ဒါကိုအောင်ကျော်နိုင်ကိုကက်ပြီးတော့ဒါနိုင်ပြပြီးတော့ပြောနေတာတွေ့လိုက်တယ်ပေါ့နော်ဆရာအဲ့ဒါရောဘာပြောရလဲမသိဘူးအဲ့ဒီဥစ္စာတော့ဒီဟိုဘယ်လိုခေါ်မလဲမနိုင်ပြောရတော့အခုဘောလုံးတော့လွတ်ခွတ်ပေးထားတာရှိတယ်ဟုတ်ကဲ့ဆရာနော်အဲ့တော့အခုလူစားလဲတဲ့အချိန်မှာ तू ကလာတောင်းမှန်တယ်လာတောင်းမှန်တောင်းဆိုတာပေါ့နော်တောင်းဆိုရမှာဆရာဟိုတည်ငြိမ်မင်းနဲ့ပေါ့နော် तू နဲ့နှစ်ယောက်ကဟိုဒဏ်ရာရထားတယ်ပေါ့အဲ့တော့လူလဲမယ်ဆိုရင်ကျွန်တော်နှစ်ယောက်တယောက်ကိုခြံထားပေးပါဦးပေါ့ အဲ့တော့တော့ကြာဘူးအတင်း तू ကနိုင်နေတယ်ဆိုပေမဲ့အတင်းဟိုဂျက်လက်ပြောင်းတော့မှာဆိုလို့ပေါ့နော်အဲ့တော့ဆရာအဲ့ဒါလေးတော့နည်းနည်းလေးဟိုဘလို့မဲ့လုတ်ပြီးပါဦးပေါ့ဆိုတော့အဲ့မှာလည်းဟိုကအခုလက်ထောက်နေပြတယ်ကိုတစ်စင်ညားလိုက်တယ်ပေါ့နော်အဲ့တော့မင်းဟုတ်ပြီနာယူအခုပြလိုက်တဲ့ဥစ္စာအချိန်မရှိတော့ဘူးအဲ့တော့ဒီအချိန်ကာလမှာတစ်မင်းအဝါကထီလို့မရဘူးဟော သူ့ဟိုဒီဘွားမှာဝါကတ်နေစီးပိုင်းတယ်မှာအခုကစားလို့မရဘူးလေ။ तू ကတဝါထိတာလား။အဲ့တော့မင်းတစ်ဝါကတ်ထိလို့မရအောင်။အလေရနေပါပဲ။မင်းနောက်လာတဲ့ပေါ်လုံးမတွေလူငယ်ပေါ်လုံးမတွေ distribution ပေါ်လုံးဖြန့်နေဒီလိုပဲလို့မင်းထိခိုက်တယ်ရတာငါမလူချင်းဘူး။လူအဲ့ရင်ငါလူစားလဲပေးမယ်။ကိုရလက်ကိုကြည့်။တဘောတူတာအဲ့အဲ့လိုမျိုးလေးညှင်းချခဲ့တာ။ဟုတ်ကဲ့ဆရာ။အခုဒါ sing fine နဲ့မှာဆိုလို့ရှင်လဲ ရှမ်း United နဲ့တွေ့မှာเนาะရှမ်း United ကအခုချိန်ထိလည်းဒါလက်ရှိ Champion လည်းဖြစ်နေတယ်ဆိုတော့အသင်းအနေနဲ့ဘာကြီးထပ်ပြီးပြင်ဆင်ထားရရှိတယ်ဗျာအဲနည်းနည်းလေးပေါ့เนาะဟိုနောက်တန်းဟိုတော့ပြင်ဆင်မှုရှိတယ်ဒါတရားဝင်ချက်ပြတာဟုတ်တကယ်တော့အခုပြိုင်ပွဲကြမှာချက်ပြမှုဒါပေမဲ့အခုဘောလုံးသားတွေလည်းအခုစာတွေနားလည်အောင်တဘောပေါ့ရှင်းပြရမယ်ရှင်းပြပြီးတော့ဒီပြိုင်ပွဲတွေကိုအကောင်းဆုံးအခုရှင်းပြတယ်ဒါပေမဲ့ တစ်ချက်ပေါ့နော်တစ်ချက်ကအငိုက်ပြီးသွားလို့သူတို့အခုပို့တဲ့တန်းဟိုပါပြင်တော့သူတို့နောက်တော့ကြည့်ကြရတယ်အခုအဲ့ဒါပဲပြောနေတာဟုတ်ဒါဟုတ်ဆရာအခုဒါ EU United မှာရှိတဲ့ကစားသမားတွေနဲ့ပတ်သက်ပြီးတော့ဆရာကျင်းနှမှုရှိတာအားရမှုအဲ့အခုတော့ဟိုကျင်းနှပါတယ်နော်အားရတယ်ဟိုတော့ကိုယ်လည်းယုံကြည်လာတယ်လေအခုအခုဟိုအရင်တော့စီကံကိုခြေခံတယ်အခုကျတော့သူတို့ဆက်လုပ်တဲ့ကပြောတယ်ဘာလို့ကြိုးကမ်းပြီးကြိုးပြီးတော့ဘောလို့ ဒီ respire dual response ဆိုတော့ခဏဖဲတော့အဲ့ဒါဟိုဘက် ISP တင်မှာအခုကျတော့ကျုံးကိုက်ပြီးကန်ကျူးပြီးသွားမယ်မင်းတို့နိုင်ငံနော်အဲ့တော့အပြန်လန်အပြန်လန်လှုပ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 ်ပြီးအခုမင်းတို့လာတာပူလို့ခြင်းလာလားသဘောလားလာတာပူခြင်းအလုပ်ပူလို့ပြငါတတိယဆွဲပေးပြီဩဂရိုက်ခင်ဗျာအတင်းတူတက်လာတယ်ကျွန်တော်ဒါလေးတွေတော့ကူညီပေးစီခြင်းပါတယ်ပေါင်းဒရာနေနဲ့ငါလည်းကိုယ်တိုင်လုပ်မယ်မင်းတို့ကလည်းလိုက်လို့ ဲ့ဆိုဟောလို့အတင်းအောင်မြင်လာလိမ့်မယ်အဲ့တော့အခုလက်တွေ့ပဲလीနော်လက်တွေ့ပဲဒီ quarter final နိုင်တော့ဩဂုတ်လာကြည့်တယ်လာကြည့်ပြီးတော့ချက်လက်မှတ်ဝင်နိုင်ကြည့်ပြီးတော့လာတော့ဒါဟုတ်ကအတင်းရဲ့တိုးတက်မှုတွေရာခိုင်နှုန်းများလာတယ်ဆိုတော့ဘယ်ပြောချင်ပါဟုတ်ဟုတ်ကဲ့ဆရာအခုဆိုလို့ရှိရင် AR United က semi final မှာရှမ်းနဲ့ထိတ်တိုက်တွေ့ရတော့မယ်ဆိုတော့ AR United ကိုအပြစ်နေတဲ့ပြဿနာတွေရောနီးပြချုပ်ပြောင်းနေတဲ့ဘာတွေပြောချင်သေးလဲဆရာဟုတ်ကဲ့ဒီအခုလာမယ့် semi final မှာတော့တော်တော်များများတော့ ဆိုင်တဲ့ဘယ်နိုင်မှာပေါ့နော်ဟုတ်ဒါလည်းဘသူမိမိပါဒါပေမဲ့ကျွန်တော်ဘောလုံးမာတွေကိုနံပါတ်၁ပေါ့နော်ဒီပြီးတက်ဟုတ်ဘလောက်အပိနေဆိုတော့သူလည်းတည်စီခြင်းနဲ့ညင်စီခြင်းနဲ့အခါကျတော့ဟိုကျွန်တော်ဒီအင်းကိုစီကတယ်ခုနပြောလို့ပါစီလုံးညင်ညွတ်မှုနဲ့စိတ်တက်နဲ့အဲ့ဒီအချက်တူချက်နဲ့ကျွန်တော်ပြိုက်ပွဲကိုဝင်มาဖြစ်တဲ့အတွက်အကောင်းဆုံးပြိုက်ပွဲဖြစ်အောင် ကြိုးစားပါမယ်အဲ့တော့အေ ARU United ကိုအားပေးနေတဲ့ပိတ်တက်ကြီးကိုလည်းပြိုင်ပွဲတစ်ပွဲချင်းစီအတွက်အဲစိတ်မပြည့်စရာပဲနဲ့အမြဲတမ်းအားပေးပါဘောနော်ဒီလိကြရင်လည်းအကောင်းဆုံးမြင်တွေ့ရမယ့်ပုံစံမျိုးကျွန်တော်ခရီးပေးပါတယ်လို့ပြောရင်းနဲ့ဟုတ်ကဲ့ဆရာအခုလိုမျိုးမအားလိုက်တဲ့ကြားကနေပြီးတော့လာရောက်ပြီးဖြေရှားပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ကျွန်တော်လည်းအခုလိုပေါ့နော်ဒီဈေးဖန်နဲ့တက်ရောက်ပြီးတဲ့အတွက်ဒီ တိမှတ်ပြုခံရတယ်ပေါ့နော်ဒီຢာလေးတွေအတွက်လည်းကျွန်တော်ဘက်ကလည်းမှကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာ